စီပီချက်ကိုပဲအပြောင်းလဲလေးဖြစ်အောင်အချိုချက်လေးချက်စားမှာပါ။ကျန်နေရမူလေးရဲ့စက်သွန်ဒီဥအသေးလေးတွေနဲ့ဒီလိုမျိုးအချိုချက်လေးချက်စားရင်တော်တော်လေးစားကောင်းပါတယ်။အရင်ဦးဆုံးစက်သားကိုအရသာနေပါမယ်။စားရဲဓာရှိရဲထဲပါတယ်။တခြားနည်းနည်းထဲပါတယ်။ခရူးစီထဲပါတယ်။ပိငံပြာကြီးအနောက်ထဲပါတယ်။စနွေးမုံနည်းနည်းထဲပါတယ်။ဒါကတော့လေအနှီးသက်သာအောင်ဝင်အရာမှအောင်ရေပေါ့နော်။ ပြီးရင်ဂျင်းကိုထောင်းပြီးတော့မှအရင်ညှစ်ပြီးတော့ထည့်ပါတယ်။အရသာနှံအောင်ပီချာလေးနေပါတယ်။မယူကောင်းမှုလည်းထည့်ရပါတယ်။ပြီးတော့ပဲငံပြားရဲ့အကြည်လည်းနည်းနည်းထည့်ပါတယ်။ ဒါဆိုရင်တော့ကြက်သားအရသာလဲပြီးသားဖြစ်ပြီပေါ့နော်ဒီလိုမျိုးချူချက်ချက်တဲ့အခါမှာကြက်ပေါင်းရင်းသားကိုသုံးရင်အရသာပူကောင်းပါတယ်ကျွန်းညုံမူကိုလည်းရေစိမ်ပြီးတော့လေးအပိုင်းလေးတွေလိပြတ်ထားပါမယ်အရင်ဦးဆုံးကြက်သွင်ပြီးထောင်းထားတာလေးတွေကိုထည့်ပြီးတော့စီးတတ်ပါတယ်ဒါကတော့ငရုကောင်းစီကိုလေးထောင်းပြီးတော့ထည့်ထားတာပါငရုကောင်းအမုန့်တက်ပိုးမွေးပါတယ်ပြီးရင်တော့အရသာနေထားတဲ့ကြက်သားကိုထည့်ပြီးတော့ခဏလောက်လုံးပေးပါတယ်ကြက်သားတွေကအညီရေတွေထွက်လာပြီးစီပြန်သည့်ထီကိုအဖုံးအုပ်ပြီးတော့ခဏလောက်တည်ပေးပါမယ် မီးလယ်လက်နဲ့ပဲတဲပါနော်ဒါဆိုရင်တော့စက်သားတွေကအနီရေခမ်းပြီးတော့စီလဲပြန်လာပြီဆိုတော့စက်သားကိုအပေါ်ရန်ကျော်နီနီရေရဲလေးနဲ့မမတင်းတင်းလေးဖြစ်သည့်ဒီကိုစိတ်ရှည်လက်ရှည်နဲ့လုံပေးပါတယ်ဒါမှသာလေစက်သားကလေပေါ့စီစီမဖြစ်ဘဲနဲ့မမလေးနဲ့အရသာပူကောင်းလာပါပြီးချက်သားနူအောင်လို့ရေထည့်ပြီးတော့ဖုံးအုပ်ပြီးတော့တဲပါမယ်ရေတစ်ဝက်လောက်ကြပြီဆိုရင်တော့ချက်သွန်နီဥအသေးလေး ခွန်ခွာထားတာနဲ့ကျွမ်းကျင်မှုနဲ့ဥထဲပါတယ်။ပြီးရင်ရေခမ်းသည့်အထိအဖုံးအုပ်ပြီးတော့ထပ်တည်ပါမယ်။ရေခမ်းပြီးတော့စီပြန်လာပြီဆိုရင်တော့လေ ခဏလောက်လုံးပြီးရင်ကြသားအချိုချက်လေးရပါပြီဒီကြသားအချိုချက်ကလေပုံမှန်ကြသားဟိနေနဲ့မတူရဲနဲ့တော်တော်လေးစားကောင်းပါတယ်ဒီကြသားအချိုချက်ချက်တဲ့မျိုးဘုန်းကြီးကြောင့်တကူကအလူတစ်ခုမှစားဝေးရင်းနဲ့လေကြိုက်သွားလို့ဒီပုံစံတိုင်းလေးလိုက်ချက်စားကြည့်တာပါချက်သားကိုချက်စားရတာယူနေပြီဆိုရင်အပြောင်းလဲလေးဖြစ်အောင်ဒီအချိုချက်ချက်တဲ့နီလေးနဲ့ချက်စားကြည့်နော်